ခုကျန်ပိုက်ကတော့ထမြောက်ရကျန်ခန်းကြီးဆက်ကူဖြစ်ပါတယ်အခန်းကြီးဆက်ကူအငယ်၁မှ၆၄ဣတရလာအမျိုးသားတို့သည်အဂုတုပြည်မှထွက်သွားသောနောက်တတရလာတရက်နေ့၌တိနာတော်သို့ရောက်ကြ၏ရေဖိဒိယကထွက်သွားပြီးမှတိနာတော်သို့ရောက်၍ထိုတော၌တောင်ရှိမှတတ်ချကြ၏မောရှိသည်ဘုရားသခင်ထံတော်သို့တက်သွားလျှင် ဒါရဖျားဒီတောင်ပေါ်ကခေါ်တော်မူ၍တင်းဒီရာကုအမျိုးဣတရေလတာတို့အားပြန်ပြောရသောအမိန်တော်ဟူမူကားငါဒီအေဂုတ်ထုလူတို့၌ပြုသောအကြောင်းတင်းတို့ကို ရွှေလင်းဒတောင်ဖြင့်ထမ်း၍ကိုဖို့တင်းယူသောအကြောင်းကိုတင်းတို့သည်သိမြင်ရကြပြီ ထိုကြောင့်ယခုတွင်တင်းတို့သည်ငါစကားကိုအမှန်နားထောင်၍ငါပရိညင်ကိုစောင့်ရှောက်လျင် အခြားသော လူမျိုးတကာတို့ထက် င်တို့ဒီငါပိုင်တိုက်သောဗန္ဒာတော်ဖြစ်ရကြလိမ့်မည်မြေကြီးရှိသည်မြတ်ဒီငါ၏ဥစ္စာဖြစ်၏တင်တို့ဒီလည်းမင်းစည်းစိမ်ရှိသောယေဘုဟိမျိုးတန်ရှင်သော လူမျိုးဖြစ်ရကြလိမ့်မည်ဟူသော အမိန်တော်ကိုဣတရေလမျိုးသားတို့အားဆင့်ဆိုလောဟု မိန်တော်မူ၏အငယ်ခုနှစ်မှ9မောရှိသည် ပြန်လာ၍လူတို့တွင်အသက်ကြီးသူတို့ကိုခေါ်ပြီးလေ ဒါဝရဖျားမှားထားတော်မူသောစကားအလုံးစုံတို့ကို ပြန်ပြောလေ၏လူအပေါင်းတို့ကလည်းဒါဝရဖျားမိန်တော်မူသည်မြတ်တို့ကိုကျွန်ုပ်တို့သည်ပြုပါမည်ဟုတညီတညွတ်တီပြန်ပြောကြ၏မောရှိသည်လည်းသူတို့စကားကိုဒါဝရဖျားအားပြန်လျှောက်လေ၏ဟာဝရဖျားကလည်းကြည့်ရှုလောတင်းနှင့်ငါပြောသောအခါလူများတို့သည်ကြား၍အစဉ်အမြဲတင့်ကိုယုံမိအကြောင်းမိုးတိမ်တိုက်၌ တစ္စီတို့ငာလာမည်ဟု မောရှိအားမိန်တော်မူ၏မောရှိသည်လည်းသာရဖျား၏စကားတော်ကို လူများတို့အားပြန်ပြောလေ၏အငယ်တဆယ်မှဆင်ငါသာရဖျားကလည်းလူတို့ရှိရာသို့တွား၍ယနေ့နှင့်နှက်ပြန်၌သူတို့ကိုတန်ရှင်းစေလောသူတို့အဝတ်ကိုလျှော်စေ၍သုံးရမြောက်သောနေ့၌အသည့်ရှိနေစေလောအကြောင်းမူကားသုံးရမြောက်သောနေ့၌သာရဖျားသည် လူအပေါင်းတို့ရှိတိနာတောင်ပေါ်သို့ဆင်းသက်တော်မူမည်လူတို့မကြော်ရသော အစည်းအကာတို့ကို တောင်ပတ်လေ၌စီရင်၍သင်တို့သည် တောင်ပေါ်သို့မတက်တောင်ချေရင်ကိုမတိရအောင်တတိပြုကြဟု ပြောလောတောင်ကိုထိမိတော်သူမည်သည်ကဧကံမှန်အတိခံစီထိုသူကိုလက်နှင့်မတိရအကယ်စင်စစ်ကြောက်ခဲနှင့် ပြည့်ရမည် သို့မဟုတ်လှန်နှင့်ထိုးရမည်လူဖြစ်စေ တိရစ္ဆာန်ဖြစ်စေ အသက်မရှင်ရတဘိုးသည်ကြာကြာမြည်သောအခါလူများတို့သည်တောင်တို့လာရကြမည်ဟု မောရှေအားမိန်တော်မူ၏မောရှေသည်တောင်ပေါ်မှ လူတို့ရှိရာသို့ဆင်းသက်၍သူတို့ကိုတန့်ရှင်းစေ၏သူတို့သည်မိမိအဝတ်များကိုလျှော်ကြ၏မောရှေကလည်းတုံးရမြောက်သောနေ့၌အသင့်ရှိစေကြလော့ မယားကိုမချင်းကြနေဟု လူတို့အားဆိုလေ၏ငယ်၁၆မှ၂၅သုံးရမြောက်သောနေ့နန်းတဲ့အချိန်၌တောင်ပေါ်မှမိုးချုံခြင်းလျှက်ပြက်ခြင်းနှင့်တကားမိုးတိမ်တိုက် လွှမ်းမိုး၍ကြီးသောအတန်နှင့်တဘိုးမြည်သည်ဖြင့်တတ်၌ရှိသော လူအပေါင်းတို့သည်တုန်လှုပ်ကြ၏မောရှိသည်လည်းဖျားသခင်နှင့် တွေ့စေခြင်းကား လူများတို့ကို တက်သေးကဆောင်ခဲ့သဖြင့်သူတို့သည်တောင်ချေရင်အောက်၌ရပ်နေကြ၏ဒါရတ်ဖျားသည်မိဖြင့်လွှမ်းလျက်တိနာတောင်ပေါ်သို့ဆင်းသက်တော်မူသောကြောင့်တတောင်လုံးမိကိုထွက်လေ၏မိကိုသည်လည်းမိဖို့ဤမိကိုကဲ့သို့တက်၍တတောင်လုံးပြင်းစွာလှုပ်လေ၏တဘိုးမိသန်သည်ကြာကြာမြည်လျက်အတန်တိုး၍ကြီးသောအခါ မောရှိသည်ခေါ်၍ဘုရားသခင်သည်စကားတန်နှင့်ထူတော်မူ၏။ဒါဝရဘုရားသည်လည်းတိညာတောင်ထိပ်ပေါ်သို့ဆင်းသက်၍မောရှိကို တောင်ထိပ်ပေါ်သို့ခေါ်တော်မူလျင်မောရှိသည်တက်လေ၏။ဒါဝရဘုရားကလည်းလူတို့သည်ကြည့်ရှုခြင်းကဒါဝရဘုရားထံသို့ကြော်ဝင်၍အများတို့သည်တေကြလိမ့်မည်ဟု ဆို၏เสียရှိသောကြောင့်ဆင်း၍တရီပေလော ဒါရာပြာထံသို့ချင်းကပ်သောယေဘရဟိတ်တို့သည်လည်းကိုကိုကိုတန့်ရှင်းစေရမည်။သို့မဟုတ်ဒါရာပြာသည်တန်ခတ်တော်မူမည်ဟု မောရှိအားမိန်တော်မူ၏။မောရှိကလည်းလူတို့သည်တိနာတောင်သို့ မတက်နိုင်ကြပါ။အကြောင်းမူကားမကြော်ရသောအစီကာတို့ကိုတောင်ပတ်လည်၌စီရင်၍တန့်ရှင်းစေတော်ဟုမှာထားတော်မူပြီးဟုဒါရာပြာအားပြန်လျှောက်လေ၏။ သာဝရဖျားကလည်းဆင်းသောလောတင်းနှင့်အာရုံသာလင်တည့်ရမည်ယေဘရဟိမြလူများတို့သည်သာဝရဖျားထံသို့တက်ချင်းကမကြော်မူမင်းစီနှင့်သို့မဟုတ် သူတို့ကိုတန်ခတ်တော်မူမည်ဟု မိန်တော်မူ၏မောရှိသည်လည်းလူများတို့ရှိရာသို့ဆင်း၍ကြားပြောလေ၏ Okay, now jump out of the way. Bye-bye.